နောက်မေးခွန်းတစ်ခုက59ခုမြောက်မေးခွန်းကြတော့ဗုဒ္ဓနိဒ္ဓတနာပညာဗုဒ္ဓဆိုတာမြတ်စွာဘုရားကိုနိဒ္ဓတနာညွန်ပြနိုင်တယ်မြတ်စွာဘုရားကိုညွန်ဆိုနိုင်သလားဆိုမေးခွန်းဗုဒ္ဓရှိတယ်ဆိုတာကိုဗုဒ္ဓဘယ်နေရာမှာရှိတယ်ဆိုတာညွန်ပြနိုင်သလားဆိုမေးခွန်းအဲ့ဒီအချိန်မှာမြတ်စွာဘုရားပြိဋိဘံဆန်းတော်လို့ နှစ်ပေါင်း900လောက်ကြာညောင်းသွားပြီဖះဟာပြိနိဗ္ဗာန်ဆံသွားပြီတတ်တော်ထင်ရှားရှိတဲ့အချိန်မဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မိလိမ့်နာမင်းကြီးကမေးတယ်အရှင်ဘုရားဗုဒ္ဓောအထိမြတ်စွာဘုရားဆိုတာဗုဒ္ဓဆိုတာရှိသလားဒီမေးခွန်းမေးတယ်ချက်ချင်းပဲရှင်နာဂတိနာဖြစ်တယ်အာမမဟာရာဇဘဂဝါအထိ အဲ့တော့သူဖြေလိုက်တဲ့စကားမှာမင်းကြီးတဲ့တို့လေးစားတဲ့အဆောဖျားရှိပါတယ်သူတို့ပြောတယ်နော်ဖျားဆိုတော့ရှိလားဆိုရှိတယ်တို့လေးစားတဲ့ဖျားဆိုတာရှိတယ်အဲ့မှာအသုံးနှုံးလေးတစ်ခုကသူကဗုဒ္ဓလို့မေးတဲ့အခါမှာရှင်နာကတေနာကနော်အာမမဟာရာဇဘဂဝါအဋ္ဌိလို့ဘဂဝါဆိုတဲ့စကားလုံးကိုသုံးပြီးတော့ပြောတယ် ဒီဘဂဝါဆိုတဲ့စကလုံးကဒီမြန်မာလူမျိုးတွေအနေနဲ့ကတော့ဖျားလိုပဲဒီလိုပဲသိထားကြတာသို့တော့ဘဂဝါဆိုတဲ့အဓိပ္ပာယ်ဒီစကလုံးကိုဒီကနေ့အိန္ဒိယခေတ်ကအိန္ဒိယကလူတွေသုံးနေတော့မှရှိသေးတယ်သူတို့လေးစားတဲ့ဆရာကြီးတွေကိုဘဂဝါလို့ခေါ်တယ်သူတို့ကနော်ဘဂဝါလို့ခေါ်ဂုရုကြီးဆိုပြီးတော့ဘဂဝါလို့ခေါ်ကြတာ ခရိခေမှာတာမန်လူကိုလည်းသူတို့လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေပေါ့လေအဲ့ဒါတွေကိုဘဂဝါလို့ခေါ်တယ်ဒီယောဂနိုင်ငံဘုရဘသာတွေကတော့ဘဂဝါဆိုတာဂေါရမဘုရားတဆူတဲ့သုံးမဟုတ်ပွင့်တော်မူတဲ့ဘုရားကိုရည်ညွှန်းပြီးတော့သာဘဂဝါလို့သူတို့သုံးတာအိန္ဒိယနိုင်ငံမှာဒီတာမန်သူတို့လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေကိုလည်းဘဂဝါလို့သုံးတဲ့စကားလုံးပဲ အဲ့ဒီစကလုံးရဲ့အတိပ္ပယ်ကိုဖွင့်တဲ့အခါကျတော့ရှင်မဘုရကောသဘဂဝါတိဂရုလို့ဖွင့်ဂရုဆိုတာနဲ့ဂုရုနဲ့တူတူပဲဘဂဝါတိဂုရုလို့ပြောလို့ရတယ်။ဘာလဲလို့ဆိုရင်ဘဂဝါဆိုတာလေးစားတိုက်တဲ့ဆရာလို့ဒီလိုအတိပ္ပယ်ရတယ်ပေါ့။ဂရုဟိလောကေဘဂဝါတိဩစတိလောကလူသားတွေက သူတို့အလေးလေးစားတဲ့ဆရာကိုဘဂဝါလို့ခေါ်ကြတယ်လို့ဆိုဒီလိုဖွင့်ဆိုထားတာတော့ဘဂဝါဆိုတာလေးစားရတဲ့ပုဂ္ဂိုလ်အဲ့ဒီလေးစားရတဲ့ကိုယ်ဆရာသမားတွေကိုဘဂဝါလို့လူတွေကသုံးဆွဲပြောဆိုကြတယ်လို့ဒီလိုဆိုလို့ဒီအဖွဲ့လေးကိုဖွင့်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ဘဂဝါဆိုတဲ့စကားလုံးနဲ့ရဟန်းတော်တွေဟာတလေးတစား guru ဆရာဆရာမြတ်တို့ဆိုတဲ့အတိတ်ပဲ ਨੇ ခေါ်ဆိုကြတာပါဖြစ်တယ်မြတ်စွာဘုရားရဲ့တွင်တင်မှုအောက်ဆုံးမမှုအောက်မှာနေကြတော့ဘုရားဟာဆရာပဲပေါ့နော်ဆရာပဲပေါ့တကယ်ကိုတွင်တင်ပြတာဆုံးမတဲ့နေရာမှာတကယ်လေးစားရမယ်ဆရာမြတ်ဖြစ်တယ်ပေါ့ရပါနိုင်ငံမှာတော့ဆရာကို အာစရိယဆိုပြီးတော့အာစရိယပူဇာဆိုလို့ကြတယ်ပေါ့နော် တမန်တင်ကြတဲ့ပုဂ္ဂိုလ်တွေကိုအာစရိယအဲ့ဒီမှာမြတ်စွာဘုရားကျတော့အလွန်လေးစားရတဲ့ဆရာဖြစ်သောကြောင့်ဘဂဝါဆိုတဲ့အသုံးနဲ့သုံးပြီးတော့ခေါ်တာပဲဖြစ်တယ်ပြောရှင်နာကတေနာဘဂဝါကိုဘဂဝါဟာမြတ်စွာဘုရားဟာတကယ်ရှိပါတယ်လို့သူကပြောတော့မိလိတ်တမင်းကြီးကဘာထမေးတော့ဆိုလို့ရှင်အဲ့ဒါလို့ရှိတယ်ဆိုရင်တဲ့ တကဗုဒ္ဓနိထတေတုံဣဓဝါဣဓဝါတိဗုဒ္ဓရှိတယ်ဆိုလို့ရှင်ဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာရှိတယ်ဆိုတာ location နဲ့ထောက်ပြနိုင်လားရှိတဲ့နေရာနဲ့ပြောပြနိုင်မလားတော့သူမေးတဲ့မိကုံးကဖျားပရိနိဗ္ဗာန်ဆံလို့နှစ်ပေါင်း900ခန်းရှိမှမေးတဲ့မိကုံးလေမြတ်စွာဘုရားရှိတယ်ဆိုလို့ရှင်တဲ့သူက ဖះရှိတယ်ဆိုရင်ဘယ်မှာရှိတာလဲရှိတဲ့နေရာပြောနိုင်လားဒီလိုမေးတဲ့စကားစကားနဲ့ပြောမယ်ဆိုခက်ခက်ခက်ပေါ့နော်ကတ်တက်တက်မေးတဲ့မေးခွန်းမျိုးပဲဖြစ်တယ်ဖះရှိတယ်ဆိုရင်ထောက်ပြနိုင်လားလို့ဆိုတော့ရှင်နာကတိနာဘယ်လိုဖြေတော့ဆိုပရိနိဗ္ဗုတော်မဟာရာဇဘဂဝါအနုပါတိတေတာယနိဗ္ဗာန်ဓာတုယအနုပါတိတေတာနိဗ္ဗာန်ဓာတ်ဆိုတာ ဘာမှအကျဉ်းချံမရှိတော့တဲ့အငိမ့်တဲ့အနေနဲ့ငိမ့်သွားပြီအဲ့တော့ငိမ့်သွားပြီဆိုတဲ့နေရာမှာလောကလူတွေကလည်းနိဗ္ဗာန်ဆိုလို့ရှိရင်တော့နိဗ္ဗာန်ဝင်ဆံသွားတယ်ဆိုတာနိဗ္ဗာန်ဆိုတာကောင်းကင်ဘုံလိုလိုနိဗ္ဗာန်ကအလွန်ချမ်းသာတယ်ဆိုတော့နေရာတစ်ခုရှိနေတယ်လို့လို့ဒီလိုထင်ကောင်းထင်ညလူတွေဒီမှာ အနုပါတိသေတာယဆိုတာနဥပါတိသေတာယဥပါတိဆိုတာကံဒီကိလေသာတွေကပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့ခန္ဓာကိုဥပါတိလို့ခေါ်တယ်။ဟောဘုရားတို့တွေရထားတဲ့ခန္ဓာကြီးကဘသူကနေထုတ်လုပ်ထားတော့ဆိုရင်ကံနဲ့ကိလေသာပေါင်းဆက်ပြီးထုတ်တာ ကိုယ်တဏ္ဍာဝဖြစ်တဲ့ကံတရားတွေကိုယ်တဏ္ဍာဝဖြစ်တဲ့ကိလေသာတွေပေါင်းစပ်ပြီးတော့ produce လုပ်ထားတာထုတ်တာတရေပင်ဘယ်သူကထုတ်ထားတော့ဆိုရင်တရေစီကနေမြေချီးနဲ့ရေနဲ့ပေါင်းပြီးထုတ်ထားတယ်လို့သူတို့ပြောထုတ်လုပ်ထားတာနော်ထုတ်လုပ်ထားတာတေချာအဲ့ဒါလို့ကံနဲ့ကိလေသာတွေကထုတ်လုပ်ထားတဲ့ခန္ဓာကိုယ်ကိုဥပါဒိလို့ခေါ်တယ်အဲ့ဒီဥပါဒိဟာတေတာ ကျဉ်ကြံနေသေးတယ်ခန္ဓာကြီးကြံနေသေးတယ်ဆိုရင်ဥပါဒိတေတာတဥပါဒိတေတာကိလေသာတွေတော့ကုံသွားပြီကံတရားတွေတော့ကုံသွားပြီသို့တော့ခန္ဓာကြီးကြံနေသေးတယ်လို့ဆိုရင်တဥပါဒိတေတာနိဗ္ဗာန်လို့ခေါ်တယ်ရသော်ဘုရားဘုရားဖြစ်သူရောက်တဲ့အခါမှာဘုရားရဲ့တဏ္ဍာမရှိတဲ့နော်ဘုရားရဲ့တဏ္ဍာမရှိတဲ့ခန္ဓာကိုထုတ်တဲ့ ကိလေသာတွေကံတွေကကုန်သွားပြီသို့သော သူထုတ်ထားတဲ့ခန္ဓာအကျိုးခန္ဓာကြီးကကျန်နေသေးတယ်အဲ့ဒါကိုတဥပ္ပတိသေတာလို့ခေါ်တယ်ဆိုလိုတာမတိခင်ရတဲ့နိဗ္ဗာန်တဥပ္ပတိသေတာအခုကအနုပါတိသေတာဆိုတာအဲ့ဒီခန္ဓာကိုနဥပ္ပတိသေတာကျဉ်ကျန်နေတဲ့ခန္ဓာကိုမရှိတော့ဘူးတဲ့ဘာမှမကျန်တော့ဘူး အเจ้าတွေကအရင်ကုံသွားပြီးအကျိုးတွေပါကုံသွားပြီးလို့ဆိုလိုတယ်အကျဉ်းအကျံမရှိတဲ့အငိမ့်တက်တဲ့ငိမ့်သွားတယ်ဆိုမြတ်စွာဘုရားနဲ့ပတ်သက်လို့ဘာမှမကြံတော့ဘူးလို့ဆိုလိုတယ်တက်ရှိနော်တက်ရှိနေနေဘာတစ်ခုမှမကြံတော့အကျဏာအခုဟာဓာတ်တော်လို့ဘာလို့ကြံတာပေါ့နော်တော့ခန္ဓာအနေနဲ့တက်ရှိဇီဝခန္ဓာအနေနဲ့ဘာတစ်ခုမှမကြံအဲ့ဘာတစ်ခုမှမကြံတော့ဘဲနဲ့မြတ်စွာဘုရားဟာ ငိမ့်သွားပြီစီမီလီမိတောက်ကလေးဟာစီလိုက်ကုံသွားတယ်မိစာလည်းကုံသွားလို့ငိမ့်သွားတယ်ဆိုတာမျိုးလိုပဲအဲ့ဒီလိုမြတ်စွာဘုရားဘဝတစ်ခုဟာငိမ့်သွားပြီလို့သူပြောတယ်အဲ့တော့ငိမ့်သွားတဲ့ဟာကိုဘယ်လိုလုပ်ပြအဲ့ဒါကိုပြောတာပရိနိဗ္ဗုတော်မဟာရာဇမြတ်တော်မင်းကြီးတဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်ဆံသွားပြီတဲ့ အနုပါရိသေတခန္ဓာအကျဉ်းကြံဘာတစ်ခုမှမကြံတဲ့နိဗ္ဗာန်တတ်နဲ့ချုပ်ငိမ့်သွားပြီဖြစ်တယ်။မြန်မာလူပြောတော့ပြိနိဗ္ဗာန်ဆံသွားပြီပေါ့ဒီလိုဆိုလိုတာပေါ့နော်။ငိမ့်သွားပြီ။ငိမ့်သွားပြီဆိုတော့နတ်သက်ကဘဂဝါနိထသေတုဣဒဝါဣဒဝါ။ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော့ပြလို့မရနိုင်ဘူးတဲ့ location နဲ့။ဘာလို့ဆိုငိမ့်သွားပြီ။ငိမ့်သွားပြီဆိုတော့ပြလို့မရဘူးတဲ့။ ဆိုတော့အရှင်ဘုရားတဲ့ပြမရဘူးဆိုတော့ဥပမာလေးတစ်ခု ਨੇ ပြောပါအောင်လို့ဆိုတော့ဥပမာလေး ਨੇ ပြောတယ်နော်ဆိုပါစို့တဲ့ဒီမိဘုံကြီးတစ်ခုကြီးမားတဲ့မိဘုံကြီးတစ်ခုကနေပြီးတော့မိလျံနေထွက်လာအဲ့ဒီမိလျံနေဟာချုပ်ငိမ့်သွားတယ်ဆိုပါစို့မိတော့ကြီးတစ်ခုငိမ့်သွားတယ် အဲ့ဒီငိမ့်သွားတဲ့မိတော့ကြည်ကိုဘယ်နေရာမှာရှိတယ်လို့ပြလို့ရမလားတဲ့ဘယ်နေရာမှာရှိတယ်လို့ပြလို့ရငိမ့်သွားတဲ့မိတော့ကလေးကိုဘယ်လိုလုပ်ပြီးတော့ဘယ်နေရာမှာရှိပါတယ်ဆိုတာပြလို့ရနိုင်ပါအောင်မလားတဲ့ဆိုမရနိုင်တော့ပါဘူးတဲ့မိလိညာမင်းကြီးအဖြစ်ဖြင်းပြီးသူကဘာပြောတော့ဆိုအရှင်ဘုရားအဲ့ဒီမိတော့ဟာငိမ့်သွားတာဖြစ်လို့အပိညာတိန်ကတား ခေါ်စရာလက်ကြံမရှိတော့ဘူးငြိမ့်သွားပြီဆိုရင်သူ့ဘာနဲ့ခေါ်ဘယ်လိုနာမည်တက်နာမည်တက်လို့လည်းမရဘူးငြိမ့်သွားပြီမရှိတော့ရှိနေတော့ကတော့မိတော့ကလေးပြောလို့ရအခုကခေါ်စရာမရှိသည်ဖြစ်သူရောက်သွားတယ်လုံးဝပျောက်သွားပြီလို့ဆိုလို့ကိုယ့်အကိုဖျောင်းနိုင်ပြီလေးထွန်းကြည့်လိုက်ထွန်းကြည့်ပြီးအဲ့ဖျောင်းနိုင်ပြီလေးမိတော့ကလေးကိုညှိမ့်လိုက်တဲ့အခါအဲ့မိတော့ကလေးကိုရှာကြည့်ပါလားဘယ်နှရောက်သွားတော့ ဘယ်နေရာမှာနေတာတုန်းလိုက်ရှာလို့ကဘယ်လိုမှမတွေ့တော့ဘူးပေါ့ပျောက်သွားပြီငြိမ့်သွားပြီလို့ပဲပြောလို့ရမယ် location နဲ့ပြလို့မရနိုင်ဘူးလို့ဒီလိုပြောတော့ရှင်နာကဒေနာပြောတယ်အဲ့ဒီဥပမာအတိုင်းပေါ့တဲ့မြတ်စွာဘုရားရဲ့ခန္ဓာတော်ရူပကာယနာမကာယတော်ဟာအနုပါတိသေတာနိဗ္ဗာန်ဓာတ်နဲ့ငြိမ့်သွားတာဖြစ်လို့ မြတ်စွာဘုရားဘယ်မှာဘယ်မှာရှိတယ်ဆိုတာကိုဘယ်လိုလုပ်ပြလို့ရမလဲငြိမ့်သွားပြီပဲဟောဒီလိုဆိုလိုတယ်เนาะဒါကဒါပေမဲ့လို့မြတ်စွာဘုရားရှိတယ်ဆိုတာကိုသိနိုင်တဲ့နိလန်လေးကိုပေးလိုက်တာဓမ္မကာယေနခောတ္တကဘဂဝါနိထတိတုံရုပ်တရအနေနဲ့တော့မြတ်စွာဘုရားကိုလက်ညှိုးထုတ်ပြဖို့မရှိဘူးတဲ့မပြတ်နိုင်တော့ငြိမ့်သွားပြီး သို့သောဓမ္မကာယနဲ့ပြလို့ရတယ်ဘုရားဟောထားတဲ့တရားတွေရှိတယ်ပေါ့ဒါဘုရားဟောထားတဲ့တရားတွေကရှိရတယ်ပေါ့အဲ့ဒီဓမ္မကာယနဲ့တော့မြတ်စွာဘုရားကိုညွှန်းဆိုလို့ရပါတယ်ဘာဖြစ်လို့တော့ဆိုဓမ္မကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ဓမ္မနဲ့ပြောဒီကနေ့ခင်မှာဒီဘုရားဘာသာဂိုင်းခွဲတစ်ခုဖြစ်တယ် မဟာယာနဗုဒ္ဓဘာသာဆိုရှိတယ်တရုတ်ပြည်တို့ကိုရီးယားတို့ဂျပန်တို့မှာဗီယက်နမ်တို့မှာထွန်းကားတဲ့ဗုဒ္ဓဘာသာအဲ့ဒါကိုမဟာယာနဗုဒ္ဓဘာသာလို့ခေါ်ခုထေရဝါဒပြည်ပြည်ဆိုင်ထေရဝါဒဗုဒ္ဓသာသနာပြုတဲ့ကဲ့သို့မှာလာရောက်ပြီးစာသင်နေကြတယ်နော်မဟာယာနဗုဒ္ဓဘာသာတွေရှိတယ် အမျိုးသားတွေအမျိုးသမီးတွေဘုန်းကြီးလည်းရှိတယ်သီလရှင်လည်းရှိတယ်အဲသူတို့အနေနဲ့မြတ်စွာဘုရားဟူမဟာယာနရဲ့အယူဆတွေးခေါ်ရနိမိတကာယတံဘောကကာယဓမ္မကာယလို့ဆိုပြီးတော့ဘောဓိ၃မျိုးနဲ့မြတ်စွာဘုရားကိုညွှန်းဆိုတာရှိတယ်အဲ့တော့ဒီစကားလေးဟာသူတို့ရဲ့တဲလွန်စာအခြေခံတာဖြစ်ကောင်းဖြစ်နေတယ် ဓမ္မကာယဆိုတဲ့လုံးလေးထိုင်းနိုင်ငံမှာဓမ္မကာယဖောင်ဒေးရှင်းဆိုတာအကြီးအကျယ်ဟုတ်တယ်ဓမ္မကာယဆိုတာမြတ်စွာဘုရားဒီမရှိတော့တော့လည်းပဲမြတ်စွာဘုရားရဲ့ကိုစားတရားတွေရှိနေလို့ဓမ္မကာယဓမ္မဘောရီဆိုတဲ့အထိပ္ပယ်မျိုးသူတို့သုံးတယ်အဲ့တော့မဟာယာနအယူဆအရာ ဖျားနဲ့ပတ်သက်ပြီးကာယ၃မျိုး သုံးမဟုတ် body three body ဆိုပြီးတော့ပြတာရှိတယ်။ဘာလို့ဆိုရင်နေမိတကာယတံဘောကကာယဓမ္မကာယလို့အဲ့တော့သူတို့ယူဆကတော့ဒိဗ္ဗတမျိုးပဲ။မြတ်စွာဘုရားဒီလာတာနေမိတကာယနဲ့လာခဲ့တယ်လို့သူတို့ယူဆတယ်။နေမိတကာယနေမိတကာယနဲ့လာပြီးတော့တံဘောကကာယနဲ့လူတွေရဲ့အသွင်အတိုင်းသုံးဆောင် ဒီလိုသစ္စာဘုရားကိုပဲတကယ်ကိုအနန္တတကောရှင်ပုံစံမျိုးနဲ့သူပြည်လူလောကကိုနေမိတာကာယဖန်ဆင်းတဲ့ခန္ဓာကိုယ်နဲ့ကြွာလာတာပြီးတဲ့အခါကျတော့ပြန်ပြီးတော့သစ္စာဘုရားဟာလူတွေမသိနိုင်တဲ့နေရာမှာရှိနေသေးတယ်လို့သူတို့ကယူဆကြတယ်။နော်မဟာယာနတွေအဲ့လိုယူဆယူဆလို့ဘုရားကခဏခဏပြန်ကြွလာတယ် ခေါရမဘုရားရဲ့အသင်တရံနဲ့နေမိတာကာယဆိုပြီးခေါရမဘုရားဖန်ဆင်းပြီးတော့ကြွလာတယ်ကြွလာပြီးတော့လူလောကတဘာဝအတိုင်းလူဘဝဟာဥခြင်းနာခြင်းသိခြင်းဖြင့်ဆုံးသက်သွားပြီးတော့သူဟာဓမ္မကာယနဲ့ပြန်ပြီးတော့ရသော်ဗျာမရှိတော့သို့သောနောက်တစ်ခါမှလာပြီးတော့ရိမတိယဖျားဆိုပြီးတော့နေမိတ္တကာယနဲ့ပြန်ကြွလာအောင်မယ်ဆိုတဲ့ပုံစံမျိုးတွေ ရေးသားထားတာတွေအဲ့ဒါကြတော့ဘုရဘာသာလက်ခတ်ဒီထေရဝါဒဘုရဘာသာနဲ့ဆန့်ကျင်တဲ့အတွေ့အကြုံဖြစ်လာတယ်နောက်ပဲထေရဝါဒဘုရဘာသာအရာကတော့မြဲတဲ့အရာစွာတစ်ခုမှမရှိဘူးမြဲတဲ့မြတ်စွာဘုရားကိုယ်တိုင်ကြွတာလဲတကူဖန်ဆင်းတဲ့ကိုယ်နဲ့ကြွလာတာမဟုတ်ဘူးเนาะဒီတကယ်ကိုအမှန်လူသားတယောက်ကနေပြီးတော့ လူသားတယောက်ကထူးချွန်တဲ့ဣစရိယမနုဿအာဩဝယ်လူသားတယောက်ပါရမီတွေဖြည့်ကျင့်လို့တကယ်ကိုပါရမီပြည့်ဝပြီးဖျားဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်သူမြတ်တကယ်ကိုပုဂ္ဂိုလ်အစ်စ်ကနေပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်ပြီးလူသားတွေရဲ့သဘာဝအတိုင်းဖြစ်ချင်းအိုးချင်းနာချင်းသိချင်းနဲ့ပဲဆုံးသက်သွားဆုံးသက်သွားတဲ့အခါတော့လည်းပဲအပညာတေကတ လုံးဝချုပ်ငိမ့်သွားတာဖြစ်တယ်။ဘယ်တော့မှလည်းပြန်လာမှာမဟုတ်ဘူးဘယ်တော့မှလည်းပဲရှိမှာမဟုတ်ဘူးဆိုတဲ့ဒါထေရဝါဒရဲ့ယူဆရပေါ့အဲ့တော့အခုဒီရှင်နာကတိနာကပြောဆိုလိုက်တဲ့စကားကတော့ဓမ္မကာယေနနိဒတ်တိတုဆိုတော့ဓမ္မကာယဖြင့်ဖျားကိုညွန်ပြလို့ရပါတယ်လို့ဆိုတဲ့စကားဟာဖျားဟောခဲ့တဲ့တရားတွေကိုကြည့်ပြီးပြောတာဖြစ်တယ် မြတ်စွာဘုရားကိုတော့ညွန်ပြလို့မရဘူးသို့တော်သူ့ရဲ့ခေါ်ပြောချက်တွေကိုပြောလို့ရတယ်ဒါရိုးရိုးလေးပြောတဲ့စကားတစ်ခုပဲမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီပိရိကစာပေမှာအလွန်တက်ကြွနဲ့ဒီမန္လေးခေတ်မှာဒီကုန်းမောင်ခေတ်မှာထင်ရှားတဲ့မောင်းတော်ဆရာတော်ကြီးဆရာရှိရှင်းဝါကနေသာသနာပိုင်ဖြစ်တဲ့မောင်းတော်ဆရာတော်ခန္တီကသစ်ဆိုတဲ့ကျမ်းရှိတယ်ဘုရားမှာ ဒီရည်ချင်းရှိပြီးတော့အမတ္တမပါဠိဂတိနိုင်နိုင်နင်းနင်းနဲ့ရေးသွားတဲ့ချမ်းသာတစ်ခုဖြစ်တယ်။အဲချမ်းသာကိုကြည့်ပြီးတော့မောင်းတော်ဆရာတော်ကြီးဆိုတာကိုဖော်ပြလို့ရတယ်။သူ့လက်ရာနဲ့ဖော်ပြတာ။ဒါဓမ္မကာယနဲ့သူ့ရဲ့လက်ရာနဲ့ပဲသူ့အကြောင်းကိုပြောလို့ရတယ်။အဲတော့မင်းတို့မင်းကြီးလည်းသူတည်ထားခဲ့တဲ့နန်းတော်မန္လေးနန်းတော်ကိုကြည့်ပြီးမင်းတို့မင်းကြီးရှိတယ်ဆိုတာဖော်ပြလို့ရတယ်။ ီလိုဆုလို့တာပဲဒါရိုးရိုးလေးပြောတဲ့စကားပဲရိုးရိုးလေးပြောကြတဲ့စကားဓမ္မကာယဖြစ်ဖះကိုဖော်ပြလို့တော့ရတယ်ဘာဖြစ်လို့တုံးဆိုတော့သူကအကြောင်းပြဓမ္မကိုဖះဟောတာဖြစ်သောကြောင်းဆိုတဲ့အကြောင်းပြလေးပါတယ်နော်ခေါဏလူဝရီသုံးမျိုးစိတ်ကူးပြီးတော့ပြောတာကတော့နောက်ပိုင်းတွေးတော်ဆင်ញင်ပြီးဖះကိုထာဝရမြဲတဲ့ပုဂ္ဂိုလ်တူဖြစ်မှတ်ယူတဲ့သဘောဆိုတော့ဘာနဲ့ သွားတူတော့ဆိုရင်ဟိန္ဒူဘာသာဝင်တွေပြောတဲ့အယူဆတွေနဲ့ဒီအတ္တဆိုတဲ့ခိုင်မြဲတယ်ဆိုတာနဲ့သွားပြီးတော့တတ္တရဝါရဘက်ကိုရင်းရင်သွားတယ်လို့သူပြောလို့ရဘောရဝဗုဒ္ဓကိုပဲဒီဖိတနုဏ္ဏကြီးရဲ့ဝင်စားတဲ့ပုဂ္ဂိုလ်ဖြစ်ဟိန္ဒူဘုရားကျောင်းနေမှာဂေါရမဗုဒ္ဓရဲ့ရုပ်ွားတော်ကိုတိထားကိုးွယ်ချတယ်သူတို့ ဒါကြောင့်မို့ဟိန္ဒူတွေကသူတို့လည်းပဲဗုဒ္ဓဘာသာလို့ပြောလို့ရှိကြတယ်ပေါ့နော်အဲ့တော့နဝမအဝတ္တရာကိုကုမြောက်အဝတ္တရာဒီပိသနုဏ္ဏကြီးဝင်စားတဲ့ပုဂ္ဂိုလ်ဖြစ်မှတ်သားကြတယ်ကိုချိန်မြောက်ဝင်စားတဲ့ပုဂ္ဂိုလ်ဖြစ်မှတ်သားထားကြတယ်ဒါတော့အယူဆတည်းရဲ့ပဲဗုဒ္ဓဘာသာထေရဝါဒရသော်ဘုရားရဲ့အဆုံးအမ ဘုရားဟောတဲ့တရားတော်တွေအတိုင်းပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟာအပညာတိန်ကတော်ပဲခေါ်စရာမရှိတော့တဲ့နိဗ္ဗာန်ရောက်သွားတယ်ဆိုတာအပကြတိကောပကဝတောကာယောဆိုပြီးဓမ္မဇလသုတ်တံမှာလည်းမြတ်စွာဘုရားဒီလိုဟောထားတာခေါ်စရာမရှိတော့ဘူးရိနိဗ္ဗာန်ဆံသွားပြီဆိုရင်ညွန်ပြစရာအကြောင်းဘာမှမရှိတော့ဘူးပညာတင်ပြီးတော့စကားနဲ့ပြောဖို့ရာ ယုတ်တရမရှိတော့ဘူးလို့ဒီလိုဆုလို့တယ်ပေါ့ယုတ်တရမရှိတော့နန်းရှိသေးတယ်လို့လည်းပြောเสียမလို့ယုတ်နဲ့နန်းဘာတစ်ခုမှကျွင်းကြံမရှိတော့အာလုံးဟာခြုံငိမ့်သွားတယ်ပြိနေဖူတာဆိုတာအာလုံးခြုံငိမ့်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပြောတယ်အဲ့လိုဆုလို့တယ်ပေါ့သို့တော်လည်းပဲနောက်ပိုင်းဝါဒတွေမှာဒီလိုမဟာယာနကျမ်းစာတွေမှာထူးခြားတဲ့အတွေ့အခေါ်တွေနဲ့ အယူအဆတွေဟာဖြစ်ပေါ်လာတာဖြစ်လို့ဘုရားဘာသာ ခိုင်းခွဲတစ်ခုအနေနဲ့ဖြစ်သွားတယ်ပေါ့လို့ဆိုတယ်ပေါ့နော်